မြန်မာနဝချင်းတွေကိုအစဉ်တစိုက်အားပေးနာဆိုင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမိယဇလာကောင်းလေးတွေကိုနေ့စဉ်ချက်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလာလေးကစာရည်သူရင်ဝင်ထုံးရေးသားထားတဲ့ဦးချင်းမောင်ရဲ့ဗတိုင်းသီးဇလာလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။တာယာတော့နနခိတခုမှာတော့ တရလုံးကတတရရရှိလာတယ်။ပြဆက်လည်းမကြည့်ရစတေရှိုးကလည်းကပောက်တိကပောက်ချာဆိုတော့ရွာသားတွေစိတ်ပြက်ခဲ့ကြတယ်ဆိုပေမဲ့လေတောသူတောင်သားတွေပြပြီးစိတ်ထဲကြကြမထင်နိုင်ဘူး။ကိုလုတ်ကိုလို့ရမိမိပြောက်ပြောက်ရှိနေခဲ့ကြတယ်ပေါ့။တန်လာရေတန်လာချောင်းဝကခေါ်တဲ့ကြောင့်လို့ကျုပ်အိမ်မောကနေဆင်းလာခဲ့တယ်။ချက်ရှိကိုကြည့်လိုက်တော့တခြားလူတွေမဟုတ်ပဲငဆိုင်နဲ့တန်ချောင်းဖြစ်နေတယ်ဗျ။ငဆိုင် မင်းငောင်ရဲ့မျက်နှာလည်းမကောင်းပါလား။ဘာဖြစ်လာတာလဲ။တန်ချောင်းမျက်နှာကြီးရှုံ့မဲ့နေတဲ့အတွက်ကျုပ်ကမေးကြည့်တယ်။ဘာရမဟုတ်ပါဘူးကွာ။ထိုင်းရီတောက်ချင်လို့မဲ့နေတာ။ငဆိုင်ရဲ့စကားကိုတန်ချောင်းကခေါင်းထောင်လာပြီးဘာထိုင်းရီတောက်ချင်လို့မဲ့ရမှာလဲ။အသေးကွဲနေလို့ကွာအသေးကွဲနေတာ။တန်ချောင်းခက်ချက်ချင်းပြောတော့မှငဆိုင်သွားဖြစ်ငါကနောက်တာပါကွာမင်းရလေ။ဒါနဲ့မင်းကမနေ့စောစောထိုင်းရီတောက်တောက်မလို့လား။မဟုတ်ပါဘူးကွာ အဲ့လောက်တည်ပြီးလို့မြင်းစီလာခဲ့တာမြင်းလောက်တည်ရှိငါတို့ခုပေးမဲ့လေပြီးမှရွာပက်ကြတာပေါ့အလောက်ကတော့ရေခတ်ဖို့နဲ့နွားစာထဲမှပဲရှိတာပါကွာငါတော့ရွာမပတ်အားသေးဘူးဦးကြီးမောင်အိမ်သွားအောင်ပါဦးကြီးမောင်အိမ်ကိုဘာသားလုပ်မှလဲကိစ္စရှိလို့လားကိစ္စရေလို့တော့မဟုတ်ပါဘူးကွာဒီတိုင်းမရောက်တာကြလို့မင်းတို့လည်းလက်ခဲ့ကြလေကွာဦးကြီးမောင်အိမ်မှာကလေးလေးတဖြူဖြူနဲ့တက်အေးတာကွာဒါဆိုလဲလက်ခဲ့တာပေါ့ မေရေးသွားခတ်လိုက်ငါတို့နွားစာထည့်ထားလိုက်မယ်ဒီတော့အကျုပ်ကလည်းအိမ်အတွက်ရေထမ်းပြီးငဆိုင်တို့နှစ်ယောက်နဲ့အတူတူဦးကြည်မော်ရဲ့အိမ်ကိုထွက်လာခဲ့တယ်တဆူခတ်တူတူနဲ့သူ့စီရှောက်လာတဲ့ကျုပ်တို့သုံးယောက်ကိုဦးကြည်မောင်ကတေချာကြည့်နေတယ်ဗျဦးကြည်မောင်ဦးကြည်မောင်ကျုပ်တို့ကဦးကြည်မောင်ရဲ့ဘေးမှာဝေထမ်းလိုက်တယ်ဦးကြည်မောင်ကမိုးဖတ်တို့ပကံကိုချထားတယ်ဗျမိုးဖတ်ထုတ်တယ်ပါလားဘယ်ကဝယ်ခဲ့ရလဲဦးကြည်မောင်ဝယ်တာမဟုတ်ပါဘူးကွာ ရွာရရဘုဆုံမလာပြီးသွားတာ။ဒါနဲ့မင်းတို့ကဘာကိစ္စလဲ။ကိစ္စမရှိပါဘူးဗျ။ဦးကြည်မောင်စီမရောက်ဖြစ်လို့လာခဲ့တာ။ထားပါတော့ဒါနဲ့မင်းတို့တွေအားကြလား။အားရလေဦးကြည်မောင်ဘာဖြစ်လို့လဲ။အားရင်မင်းတို့တော့ရောက်ငှက်နောက်လိုက်ခဲ့။ဦးကြည်မောင်ကကျုပ်တို့ကိုအကြောင်းရင်းမပြောဘဲခေါ်သွားတယ်။ကျုပ်တို့ကလည်းလိုက်ကြတာပေါ့။ဦးကြည်မောင်ဘာလုပ်မယ်မှမသိတာ။ဦးကြည်မောင်နဲ့အတူတူနိုင်ဝက်လောက်လမ်းလျှောက်ပြီးတော့တော်ရဲကိုရောက်လာခဲ့တယ်။ ဦးကြီးမောင်တော်တယ်ဘာလို့ခေါ်လာလဲစဉ်းစားနေလုံးပဲတိတ်မကြအောင်ဒီကြီးကြီးတကြက်ကြက်နဲ့လှဆွဲတန်တွေကိုကြားရတယ်ဗျအတန်လာရကိုကြည့်လိုက်တော့ပေါက်လာရတာ၁၀ရောက်၉ရောက်နဲ့တခြားလူတွေကိုတွေ့ရတယ်ဦးကြီးမောင်ဒီမှာလှစီရှိရလားဦးကြီးမောင်ကကြောက်စကားကိုဘာမှပြန်မပြောပဲလှစီရှိရစီကိုသွားလိုက်တယ်ပြီးတော့မှအပေါ်ကလူကိုမောချစ်ပြီမင်းတို့ထဲမှာတန်လာတော့၃ယောက်ကအလုံးလုံးချင်လို့တဲ့အဲ့ဒါနေရာပြေးလိုက်စမ်းပါအောင် ဦးကြီးမောင်စကားကိုကြတော့ကျွတ်တို့လည်းပါဇက်လေးတော့ဟတ်သွားမိတယ်။စင်ဘွားကလူကလည်းကျွတ်တို့ကိုလှမ်းကြည့်တယ်ဗျ။ "तू ကတော့ရွာမဟုတ်ဘူး။တဖက်ရွာထင်နေ။ရွာပါလေ။တက်တွေတဲတဲ့နေရာမှာဝင်လိုက်ကြပေါ့။တနေ့ကိုရှေ့ရပေးမယ်။ဗျာ။ဒီလိုစကားကိုကြတော့ကျွတ်တို့သုံးဦးဗျာကနေရေရွတ်လိုက်တာပေါ့။ဝင်ရှေ့ရဆိုတာမနေပေမဲ့ချက်ချင်းကြီးဆိုတော့ကြောင်သွားကြတာပေါ့။ကဲကဲကျွတ်ကျွတ်ဆဆလောက်ကြငါပြန်လာဦးမယ်။ ။ဦးကြီးမောင်ကသွားရေပေါ်အားပြုံးပြီးကျုပ်ပခုံးကိုပုတ်ကလာရလမ်းအတိုင်းပြတ်သွားခဲ့တယ်။ကျုပ်တို့ကတော့အခုမှနောက်ဆုံးလို့လည်းမရတော့ဘူးဆိုတော့ပစို့ကို ခတ်တူတူဝစ်ပြီးအလုံးစားရတော့တာပေါ့။တက်တွေကလေးတော့အတော်လေးပင်ပန်းနေဆိုပေမဲ့ကျုပ်တို့ကိုအလုပ်ပေးတဲ့လူကြီးကသဘောကောင်းနေဗျ။ကျုပ်တို့ကိုနားပြီးလှုပ်ခိုင်းတဲ့ပြေတေချာတင်ပြပေးတယ်။ဆဆလှုပ်ချေပင်ပန်းနေဆိုပေမဲ့နောက်တော့ဘေးနားလူတွေနဲ့စကားပြောကြရီကြပြောကြဆိုတော့ပင်မမှုတက်တန်လာတာပေါ့ဗျာ။ ရွာလူတွေကလည်းရှိတော့အချင်းချင်းကူပေးကြတယ်။ဦးလေးဦးလေးတို့ရွာဘယ်ရွာကလဲ။ကျုပ်ကတော့အလောက်ခဏနားတဲ့အချိန်မှာစင်မိုးကလူကြီးကိုမေးလိုက်တယ်ဗျ။ဒီလူကြီးကတော့ကျုပ်မေးဖို့မဖြစ်သေးပဲကိုယ့်ရောက်ကိုပစောင်းနဲ့ထည့်လိုက်ပြီမှငါအစ်စ်မလဲရဒီမှာလာပြီးတက်လာခွဲတာဒါနဲ့ဒီရောက်နေတာကြာပြီလားမကြသေးပါဘူးနှစ်ရက်သုံးရက်ပဲရှိသေးတယ်တက်မလဲမှာတက်ကောင်းကောင်းနဲ့မရှိတော့ဒီဘက်ကိုပြောင်း ပေါက်လောက်ရွာသားတွေနဲ့ပေါင်းပြီးတော့မှလောက်ကန်နေတာကွာဒါကြောင့်လဲမင်းတို့ရွာသားတွေကိုတွေ့ရတာဒါဆိုဒီလိုအစီအုံပိုင်ထားတော့ဦးလေးပေါ့ဟုတ်လားမဟုတ်ပါဘူးကွာဖိုးတီနဲ့တယောက်တဝက်ပိုင်တာဖိုးတီနဲ့ငါညီကိုတဝက်မဲ့꿰တယ်ဒီလိုအပြုတ်ပြီးတော့ကိုန်းသွေးကိုလည်းဘေးစီထွေးလိုက်တယ်ဒါနဲ့ဦးလေးဒီလိုတစ်ဆွဲလှဆွဲတာတရားဥပဒေနဲ့မကန့်ညီဘူးမဟုတ်လားအထက်ကဆင်းလာရင်ဘယ်နဲ့လောက်ကြမလဲ မလွတ်တာတော့ဟုတ်ပေမဲ့ဒီလောက်ကငွေများများရတော့လုံးရတာပဲကွာငါတို့လည်းအကြိုက်တော့မလုပ်ပါဘူးကွာတလားလားလုပ်ပြီးအေယာဝတီဘက်ကိုအဖွဲလိုက်ဆင်းကြတော့ပါအေယာဝတီကိုဆင်းမှဆိုတော့ငါသာဖတ်ကြမှာပေါ့ဟုတ်လားအဲ့အချိန်ညာကျုပ်လဲလိုက်မယ်ရေစိုးကျုပ်ကတိတ်ပြောတာအဲ့အချိန်ရောက်မင်းကိုခေါ်ရမယ်ကွာကဲကဲအလုပ်ပြန်စားကြမယ်ဟိဒီတော့ကျုပ်တို့အလုပ်ပြန်လုပ်ကြတယ်နီးလေစားလဲသူတို့ကြွေးကြတယ်ဗျာ ညနေ6:00နာရီထိုးတော့ဒီလူကယခုနေ့အတွက်တော်ပြီလို့ဆိုပြီးလောက်ခတွေကိုရှင်းပေးတယ်။ကျုပ်တို့၃ယောက်လည်း၁ယောက်၈၀စီရကြတာပေါ့ဗျာ။အာခါတွေကကတ်လိုက်တာကွာ။ညရောက်တော့ကျုပ်ခါတွေကိုကြိုက်တာဗျာ။ကျုပ်မှခါကြီးကိုလက်ပြောင်းပြန်နဲ့ပြန်နှိပ်နေရတယ်။အဖေကတော့မတော့စဘူးပြောင်းမှုစစ်လိုက်ကြီးကိုခဲပြီးတော့မှကြုံထားမှလာထိုင်တယ်။တအားအားတချွတ်ချွတ်နဲ့တနေ့ကောင်ဘာတွေလှုပ်လာခဲ့ရလဲ။ ရွာအပြင်ရွာဆိုင်မှာအလောက်ဝလုံးနေတာပါအဲ့ဒါကြောင့်ခါးတွေကိုက်နေတာရွာအပြင်ရွာဆိုင်ဟုတ်လားဟုတ်တယ်လေအဖေရဲ့ရွာတွေကဦးကြီးငွေတို့တော့အဲ့မှာလုံနေတာဟုတ်လားငါဒီတရင်မကြားမိပါဘူးတရားမဝင်ဆိုတော့တရင်ပြတ်မှာကြောက်လို့ဖြစ်မှာပေါ့အဖေရဲ့အဖေကကြောက်စကားဆုံးတော့ညိနေတဲ့ခေါင်းကိုကြုတ်ပတ်လှဲ့လာပြီမင်းအဲ့ကိုသွားလို့မနေနဲ့တော်ကြတခုခုဆိုမင်းမရောပြီးလိုက်သွားနေရမယ် ဒါပေမဲ့တနေ့ကို100တော့ပေးတာဆိုတော့မစိုးအဖေရဲ့တခုခုဆိုပြေးလို့ရပြီမဟုတ်ဘူးလားအဖေကကျုပ်ရဲ့စကားကြားတော့ရုတ်တရက်ကြီးနဲ့ကြည့်ပြီးမင်းပြောသလိုသာလွဲမဲ့ဆိုရင်တမှုနဲ့အချုပ်ကြတဲ့ကောင်ရှိမှမဟုတ်တော့ဘူးအဖေကပြောရင်ခြေနှောင်းကမကြီးပကြီးအောက်ကိုသွားတယ်ကျုပ်ကထန်နီယာကလှဲလိုက်ပြီးတော့ခါကိုက်တာကိုတက်တာအောင်လုပ်နေတာပေါ့တ냐ကောလို့လဲနောက်နေ့ကိုရောက်လာပြီဒီနေ့တော့ဦးကြီးမောင်ရဲ့အိမ်ကိုလည်းချေဦးမလဲတော့ဘူးပတ်စံရတာမှတ်ပေမဲ့ ကြိုက်တာခဲတာကတော်တော်ဆိုးတယ်ဗျကျုပ်ကပြက်မှာထိုင်နေတော့အမေကမိဖို့ကြောင့်လည်းကနေထွက်လာတယ်တလားရောတောင်ပိုင်းဆိုင်မှာအာလူသွားဝယ်ပြီးအောင်ရောအเจ้าကိုစွန့်ဖို့ဖို့စက်သားနဲ့အာလူရောကျင်လို့အမေကကျုပ်ကိုပြောပြီးပြက်ဝင်သွားတယ်ကျုပ်ကလည်းအမေခိုင်းတဲ့အတိုင်းရောတောင်ပိုင်းကိုထွက်လာခဲ့တယ်တလားဘယ်လိုလဲကျုပ်ဘေးကကြားရတဲ့အသံကြောင့်လှည့်ကြည့်လိုက်တော့ဖိုတိုကိုတွေ့ရတယ်ဗျဖိုတိုတယောက်အိမ်တွေးအနိုင်ကျင့်မှုဘလောက်ခံရလဲမသိဘူး တော်တော်လေးကိုပိန်သွားတာဗျအမေဇေဝဲခန်းလို့သွားဝင်မလို့ကွာမင်းရောဘယ်လိုလဲဖိုးတော်ထန်းထဲမှာကြိတ်ဝိုင်းကောင်းကောင်းရှိတယ်ကွာအဲ့ဒါသွားမလို့ကြိတ်ဝိုင်းဟုတ်လားမနက်ပိုင်းကြီးလောက်ကြတာလားကြိတ်ဝိုင်းဆိုတာလူမသိသူမသိလောက်တဲ့ဝိုင်းကိုခေါ်တာဗျကြိတ်ဝိုင်းမှာဆိုကျက်စရာကြီးတွေပဲရှိကြတာများတယ်ကျက်စရာကြီးတွေမှာကျိတ်ဝိုင်းဘယ်မှာရှိလဲအတွင်းတည်းသိရလားကျိတ်ဝိုင်းရှိကျက်ကအနှံ့လည်းရှိပြီ ချိန်ဝိုင်းတော်တော်များများမှာကြက်ကြီးထက်ပြီးတိုက်တက်ကြတယ်လေရှုံနေကြက်ကိုခေစားကြတာပေါ့အခုတော့ကြက်ဝိုင်းကောင်းကောင်းရှိတယ်ဆိုတော့ကြက်တကောင်အကိခဲမှာတေးချနေပြီငရုံရွာတန်ချောင်းကြက်နဲ့ဟိုဘက်ရွာငပုကြက်နဲ့ပွဲကောင်းကွာကြက်နှစ်ကောင်လုံးကဝိုင်းတိုက်ကြက်ကြီးတွေဆိုတော့ကောင်းလိုက်မြဲပွဲဖိုတုတ်ကမျက်စလေးပြည့်ပြောလာတယ်ကြက်ကိုလိုက်ရမြှူဆွဲနေတဲ့သဘောပဲကြက်ကလည်းတိတယ်မဟုတ်လားဒါမျိုးပဲအလွတ်ခံမှမလဲ ဒါဆိုမင်းသွားနေကွာငါအမေဈေးမာတာအပြေးလေးဝယ်ပြီးလိုက်လာခဲ့မယ်ဖိုတိုကဖိုးတော်ရဲ့ထန်းထဲကိုဥတီပြီးတော့ထွက်သွားခဲ့တယ်ကျုပ်ကလည်းအမေဈေးမာတာဝယ်ပြီးပြီးတော့ပက်ဆက်အနှဲငယ်ယူပြီးထွက်လာခဲ့တယ်ကျုပ်ထန်းထဲရောက်တော့လူကနည်းနည်းတော့များနေပြီဗျကျုပ်လည်းလူအုပ်ကြားထဲဝင်ပြီးတော့မှကြိလိုက်တယ်ဟုတ်ပါတယ်မင်းကကျုပ်နဲ့အတူတူတစ်တွေထန်းတဲ့ကြီးတဲ့အတက်ကြောင်းအခုကြက်တိုက်နေတယ်သူ့ကြည့်ရတာလည်းမတက်တာလောက်ခါလေးဖိလိုက်ကြက်ကိုရင်းနဲ့မှုတ်လိုက်နဲ့ ။ဟေ့တကြောင်မေဒီမှာဝိုင်းရှိတာငါ့ကိုဘာလို့မခွာလဲ။ကျုပ်ကသူ့ပခုံးကိုပုတ်ပြီးပြောလိုက်တော့ငနေရကျုပ်ကိုလှည့်ကြည့်တယ်ဗျ။ကျုပ်ကမြင်တော့သွားဖြစ်။မင်းနဲ့ဆော့ဆော့စီစီမင်းကိုချက်တိုက်ဖို့လောက်ခွင့်။မင်းဖေကငါ့ကိုစိတ်မပေါ့။စိတ်ရတယ်မကောက်အခက်မသိလေးနဲ့ပါအပြစ်ခံရနိုင်တယ်ကို့လူ။တန်ချောင်းကကျုပ်ကိုပြောပြီးရေခွက်ထည့်ရရေကိုပါစက်ထဲထည့်ငုံပြီးတော့သူ့ရဲ့ကျုပ်ကိုမှုတ်လိုက်တယ်။ကျုပ်ကလည်းဘာမှဆက်မပြောတော့ပဲ။ ကြဝိုင်းကိုသာဆက်ပြီးကြည့်နေတာပေါ့ကျုပ်လိုပဲလာကြတဲ့လူတွေကဘယ်ကြိုက်နိုင်မလဲဆိုပြီးလောင်းကြတယ်ထန်းတဲ့ပါရှိဖိုးတော်ဆွေလက်ထက်ငွေအပြည့်ပဲဗျထန်းရဆိုတာကလည်းရောင်းကောက်လိုက်တာလောက်တော့မလောက်ဘူးကျုပ်ကတော့ကြက်အကြောင်းသိမသိပေမဲ့ကြည့်တာနဲ့တန်ချောင်းကြက်နိုင်မယ်မသိတာတယ်ဒါတော့ငပူဘက်ကလောင်းတဲ့လူတွေကအများသာကျုပ်ကတော့မင်းရငွေရှိရတဲ့အာလူဘိုးကိုလို့ကျင်းနေငွေတွေကငွေနေရာကိုထုတ်ပြီးတော့တန်ချောင်းကြက်ဘက်ကနေလောင်းလိုက်တယ် ကြက်ပွဲကအတော်လေးကြာသွားတယ်ဗျနောက်တော့ငပူကြက်ကြီးခြေတွေရိုင်းလာတယ်တိတ်လည်းမခုံနိုင်တော့ဘူးဗစက်ကြီးလည်းဟနေပြီဗျဒီလိုနဲ့ငပူရဲ့ကြက်ကြီးရှုံးသွားတယ်ဗျကြောက်လောင်းထားတဲ့ဘက်ကနိုင်တော့ကြောက်လည်းနိုင်တော့ပေါ့ငပူငွေကြေးတည်းမဟုတ်ဘူးနော်ကြက်ကြီးလည်းလောင်းထားတာကြက်သမားကလေးကြက်သမားတီတယ်မဟုတ်လားတာကြောင်ကသူ့ရဲ့ကြက်ကြီးကိုပတ်ပြီးတော့ငပူကိုပြောတယ်ငပူကလည်းတပြင်းတစ်ချက်ချလိုက်ပါတယ်ကောင်းလိုက်တဲ့ကြက်သားကွာ တာလာစကွာထိုင်လေတော့ငါတကခတ်မယ်တန်ချောင်းကပြောလာတယ်ဗျဒီကောင်မတိုက်စဘူးတိုက်တာဆိုတော့ကျုပ်ကလည်းတောက်တာပေါ့ကျောင်းဝိုင်းပြီးတော့ထိုင်ဝိုင်းလောက်ကြတာပေါ့ငပူတို့ကတဝိုင်းကျုပ်တို့ကတဝိုင်းတခြားလူတွေကတဝိုင်းနဲ့ဝိုင်းနေနေတော့များတယ်ဗျကျုံနဲ့တန်ချောင်းထိုင်ရီတောက်နေတော့ငပူကထိုင်ရီခွက်လေးကင်ပြီးတော့မှကျုပ်တို့ဝိုင်းဘက်ကိုကူးလာတယ်တန်ချောင်းမင်းရဲ့ကြက်လေးပြောင်းအောင်ပါလားမြောင်းချင်ပါအောင်ငပူရာ ငါမှဒီချက်လေးတစ်ခေါက်မရှိတာမင်းလိုချင်တခြားမောင်သွားရှောက်ပေါ့ကွာရောင်းမိပါကွာဈေးကောင်းကောင်းပြပါမယ်ပြီးဘလောက်ယူမလဲဒီချက်ကဘလောက်ကောင်းလဲမင်းနေနေမဟုတ်လားမြင်ပါရဲ့ကွာအဲ့ဒါကြောင့်လိုချင်လို့ဝင်နေတော့ပေါ့တင်ရောက်မှာနော်ရောင်းတာတော့ရောင်းမယ်ကွာဈေးရတော့ကြီးမယ်ကြီးကြီးကွာဝင်မယ်ပြီးဘလောက်ထားပေးမလဲတသောင်းဝယ်ရရောင်းမယ်မရရင်တော့မရအောင် တန်ချောင်းစကားကိုငပူကမျက်လုံးပြူသွားတယ်။ပြူလေပြူမှာပေါ့။တတော်ဝဲဆိုတာတမန်တိုက်ချက်တွေဝယ်နေတော့မှဆယ်ကောင်ကျော်လောက်ရတယ်။အခုကတကောင်နဲ့တတော်ဝဲဆိုတော့ငပူစဉ်းစားသွားရတယ်။ဒါ ਉ တန်ချောင်းကသူ့ချက်ကြီးခေါင်းကိုပုတ်ပြီးတော့မင်းမဝင်နိုင်တာသိပါတယ်ငပူရ။ကဲကဲထိုင်ရင်လေးတော့ချစ်ခင်လေးလဲစောင်း။ငပူတန်ချောင်းရဲ့စကားကိုကြားတော့မျက်မှောက်ကျုပ်ပြီးဘာလို့မဝင်နိုင်ရမှာလဲ။အခွက်ချက်ချင်းဝယ်မယ်။ ငဖို့ဆိုတဲ့ကောင်ကဘသူမှအကျော်မခံချမ်းသာတဲ့သူဆိုတော့အိတ်ထဲမှာငွေရအများရှိတယ်ပြောရင်းဆိုရင်အိတ်ထဲကငွေအထက်ကြီးကိုရှိပြီးတော့တန်ချောင်းကိုထိုးပေးတယ်ဒီမှာငွေတသောင်းမိကျက်ပြီးတော့သူပြောတဲ့ချီးကိုတပြားမှမလျှော့ပဲပေးလာတော့တန်ချောင်းမျက်နှာဝင်းသွားတယ်ဗျပြီးမှသူ့ကျက်လေးကိုကြည့်လိုက်တယ်သူ့ကြည့်ကမိခင်ကကလေးကိုခွဲရတော့မယ့်အကြည့်ဒီလိုနဲ့ကျက်တကောင်ကငွေတသောင်းခွဲနဲ့အယောင်းဝယ်တဲ့သွားကြတယ်ဆိုပါတော့ မပူကလည်းသူ့လိုချင်တာရပြီဆိုတော့သူ့ဝိုင်းကိုပြန်သွားပြီးတော့ကြက်ခြေတော့ကိုချိုးချီပြီးထန်းတဲ့တိုင်နဲ့ခြေထားလိုက်တယ်။သူကတော့ထန်းရည်လေးတောက်လိုက်အမြူးလေးစားလိုက်နဲ့ပြီးတော့လည်းကြက်ကိုချီပြီးငါကောင်ကြီးငါအတွက်ပွဲကောင်းကောင်းကြီးတွေအနိုင်တိုက်ပြီနော်။ငါပူဝမ်းသာနေတာပေါ့ဒီလိုကြက်ကောင်းမျိုးနဲ့တိုက်ရင်အရင်ငွေတင်မကောက်ငွေအလုံးလိုက်ကြီးတွေရတော့မှာကို။ဟာငါပူရဲ့အမရိတာတခုထောက်ပေါ်လာပြီးတော့ထန်းတဲ့ကလည်းတိတ်ဆိတ်သွားတယ်ဗျ။ ငပူသူ့ရဲ့ကြက်ကြီးကိုကြည့်ပြီးမလုံမရှက်ဖြစ်သွားတယ်။နှကမ်းမှာတိတ်ထားတဲ့ထန်းရီခွက်ကြီးကိုတောင်မှမတောက်တော့ဘူး။ကြောက်ပါဝင်ထန်းထဲတွေကလူတွေအကောလုံးငပူဝယ်ထားတဲ့တန်ချောင်းကြက်ကြီးကိုကြည့်ပြီးတော့မှဟာကနေဟင်းနဲ့ဖြစ်ကုန်တယ်။ဒါဘလို့ဖြစ်ရတာလဲ။ငပူစီကအသာထွက်လာတယ်။သူ့ရဲ့ကြက်ကြီးကခေါင်းချချာလဲပြီးလဲကျသွားတယ်ကြ။သူ့ကြက်နဲ့ခန်းဒီနီမှာတော့လောင်စာလုံးတစ်လုံးတွေ့ရတယ်။ငပူပဝင်းချင်းကိုလှည့်ကြည့်လိုက်တယ်။ကျတူကလည်းလိုက်ကြည့်တော့ပေါ့ ထန်တဲနဲ့ခက်လန်းလန်းမှလူနှစ်ယောက်ထန်တဲစီကိုဥတီပြီးလာနေတယ်ဗျတယောက်ကလေးဘွားကြီးကိုကင်ထားတယ်အဲ့ဒီလူနှစ်ယောက်ကိုလည်းမြင်အောင်ထန်တဲရိယလူတွေအကုန်လုံးထပ်ပြေးသွားခဲ့တယ်ထန်တဲရိယလူတွေအကုန်ဆိုတော့ကြောက်ကောပါလာမမင်းနဲ့ဟဲဟဲပါတော့ဗောဒါနေတဲ့လူတွေကတကြီးလုံးတင်နဲ့သူ့ရဲ့လက်ထောက်လေတကြီးတို့နှစ်ယောက်ကထန်တဲရိယကိုဝင်လာတယ်ထန်တဲဆိုတာဆိုင်လုံးမဟုတ်ပဲတက်ကြွမှုပြီးဘေးဘက်တွေဖွင့်ထားတဲ့ဆိုင် ်ဆိုင်မဟုတ်တဲမဟုတ်ကိုပြောတာဗျအဲ့လိုဆိုင်မဟုတ်တဲမဟုတ်မှာစီနီတဲ့လူတွေအကောလုံးကြက်ပြငပြောင်ပြတ်ကုန်တယ်ဗျမပြောက်ပဲကြက်နေတာငပုတယောက်တည်းရေ तू ကတော့ပြေဖို့စဉ်းစားဟဲ့မတူထန်နေတဲ့အနေကလင်းမှာပဲဆက်ထန်နေတယ်တကြီးလက်ထောက်ကန်လာတဲ့လေကွက်ကိုချိန်လိုက် သူ့ရဲ့အခုမှပူပူနွေးနွေးဝယ်ပြီးတော့အနေစာရောက်သွားရတဲ့ကြက်ကိုချိန်လိုက်နဲ့နှမျောတန်တာဖြစ်နေတာပေါ့တကြီးထန်တဲ့ရဲကိုဝင်လာပြီးသူ့ရှေ့မှာရက်လိုက်တယ် ဟဲ့ငပူတကြီးကသူ့ကိုခက်ကြက်ကြက်អော်ခေါ်လိုက်တော့ငပူတုံသွားတယ်ဗျဗျားတကြီးဗျားတကြီးတွေလုံနေတယ်မိဘအချို့ချိုးတာလဲကွာဟမ်တိုက်တိုက်တာခွင့်မပြုထားပါဘူးဆိုတဲ့ငောက်ရောင်မှလာပြီးကြက်ဝန်းထောင်လာမိဘအချို့ချိုးရလဲတကြီးကဖိအော်တယ်တကြီးနဲ့ငပူတို့ရဲ့အခြေအနေကိုကျုံနဲ့တာချောင်းတည်တည်ချာချာမြင်ရတယ်တေချာလဲကြားရတယ်ဘာလို့လဲဆိုတော့အဝေးကြီးအောင်မပြေးပဲ ဖိုးတော်နေတဲ့ထန်တဲ့အိမ်အနောက်မှာဝင်ပိုးနေတာကိုဘာအချိုးမှမချိုးပါဘူးဘာကြီးရဲ့တတရရိုးသားသားလေးချက်တိုက်တာပါဒီတခါတော့ခွန့်လို့ပြပါနော်ဘာတတလဲချက်တိုက်တာကိုငါဘယ်လောက်မုံလဲတိတိရဲ့နဲ့ချိန်ဝိုင်းထောင်ပြီးတိုက်ရဲတဲ့မင်းကိုထိတုံးခတ်ထားရမယ်တကြီးလူတေကငပုနဲ့ဘာကြီးတော်တယ်ဗျငပုကတကြီးလူတေနဲ့စကားပြောရင်သူ့ကိုယ်သူတာတာလို့တုံးပြီးပြောတယ်လीဘာကြီးရဲ့ တာတခါလေးလာတိတ်ဆန်တခါလေးဘာတွေငါနားမလဲဦးဒါနဲ့မင်းနဲ့တူလို့တိုက်တဲ့ကောင်တွေဖမ်းပါလေတကြီးခက်ကြက်ကြဲမေးလာတော့ကျုံနဲ့တန်ချောင်းဇလေးတောင်မှပို့လိုက်သေးတယ်သူတို့အကုန်လုံးကတော့ဖော်လိုက်မယ်ဆိုရင်ဘာကြီးအိမ်ဖြည့်သွားမှပေါ့ဘာကြီးရဲ့အဲ့တော့တားကိုလည်းထိတ်တုံးမခန့်နဲ့တခြားလူတွေလည်းမခန့်နဲ့လीနော်ဒီတခါတော့လှုပ်ပေးလိုက်ပါနော်မရအောင်ငါ့ဘူးမင်းနဲ့အဓိကတိုက်တဲ့ကြက်သမားကဘယ်သူလဲ ငါရဲ့ထိတ်တော့မင်းတို့တယောက်ကိုတော့စက်နေတကြီးအမေကိုကြတော့တန်ချောင်းမျက်စိလေးပိတ်ကလက်ပိတ်ကလက်နဲ့သတွေးကိုဂွိကင်းနဲ့မျိုးချလိုက်တယ်ဟိုဟိုဟိုတန်ချောင်းမဘာတန်ချောင်းဟုတ်လားဟဲ့အောင်တန်ချောင်းအခုထွက်ခဲ့စမ်းငါလာရောက်ရင်ထိတ်တုံးကိုရက်ခတ်မှာနော်တကြီးရဲ့အတန်ကိုကြလိုက်တော့တန်ချောင်းတုံတက်သွားတယ်ကိုရက်တိတိထိတ်တုံးခတ်တာတော့သူလည်းမခံချင်ဘူး အခုချိန်ထွက်လိုက်ရင်သုံးရက်လောက်ပဲအခက်ခဲမှာလို့တွေးပုံရတယ်။ဒီမှာပါတကြီး။တန်ချောင်းကညောင်နာနာအတက်လေးနဲ့ပြောပြီးတော့ကိုချောင်းချောင်းနဲ့တကြီးစီကိုထွက်သွားတယ်။တကြီးကတော့သူတို့နှစ်ယောက်ရဲ့ဂုတ်ကိုဆွဲကန်လိုက်တယ်။တကြီးဟိုမှာတန်းလာလဲပါသေးတယ်။ဟင်။တန်ချောင်းကကျုပ်ကိုအပခေါ်တာဗျ။ကျုပ်ကလည်းခေါင်းနှပန်းကြီးသွားတယ်။တကြီးကဟေးဆိုပြီးကျုပ်ပုန်းနေတဲ့နေရာကို ကြည့်ပြီးတော့ဟိုကောင်ထွက်ခဲ့စမ်း။ ငါလာရမလားအဲကိုရဲဆိုတော့ကြောက်တယ်ကြောက်ဆက်မပုံရဲတော့ဘူးတဲနောက်ကနေထွက်လာပြီးတော့တန်ချောင်းလိုကိုချောင်းချောင်းနဲ့ရှောက်သွားလိုက်တယ်။တုံးရောက်လေရပါတယ်။ငါ့အိမ်မှာတုံးရက်လောက်လဲသွားကြအောင်ပေါ့။ဟင်။တကြီး။ကျောက်ကမတိုက်ဘူးလေ။ကျောက်ကလိုက်ကြည့်တာလေဗျာ။မင်းဖေတောင်းတဲ့ငါ့အောင်မှားထားပြီသား။တုတ်သားတာလာကိုလောင်းကစားဝိုင်းနေကြက်ဝိုင်းနေမှာတွေ့။ထိတ်တုံးတစ်ခါနဲ့ခတ်ထားတဲ့။ဗျာ။ ကျုပ်ကတော့ဗျာတလုံးမဲရေရွနိုင်တော့တယ်။တကြီးနောက်ကကပအောင်လိုက်ရတော့မှာပေါ့။ဘိုင်တောက်လှုပ်မပိတ်လဲနေပါဗျာ။ဒါပေမဲ့ဘာကြီးလုံးလုံးထေသွားတယ်တာရဲ့ပူပူနွေးနွေးကြက်ဖို့တော့ရော်ပေးဗျာ။ငါလုံးလုံးထေတာမှမဟုတ်တာ။ဒီကောင်ပြက်လို့ထေတာပဲလေ။ငါဘာလို့ရော်ရမှာလဲ။တကြီးစကားကြတော့ငပူတကြီးလက်ထောက်ဘက်ကိုလှည့်ပြီ။ဒါဆိုခမရပြက်ရော်ပေးဗျာ။ခမရလေးဝါနဲ့စော်လို့ကြုတ်ကြက်တည်သွားတာ။ အဲ့ဒီချက်ကတသားငွေတော်ပေးထားရတာဗျမင်းရမင်းဘယ်လောက်ပေးရပေးရမရောနိုင်ဘူးငါငါစိတ်နဲ့ဖြစ်တာမဟုတ်ဘူးတကြီးခန့်လို့ဖြစ်ရတာတောင်းချေတကြီးကိုတောင်းငါဘူးသူ့ဘကြီးတကြီးဘက်ကိုလှည့်လိုက်ပြန်နေဘာကြီးတသားချက်ဖို့လေငါဘူးလက်လေးဖြဲ့ရင်ငါကလေးမဟုတ်ဘူးတောင်းသလိုတောင်းနေတယ်ဒါတော့တကြီးကပြုံးလိုက်ပြီးတော့ပေးရမှာပေါ့ကွာပေးရမှာပေါ့ငါဘူးမျက်နှာဝန်းလက်သွားပြီးတော့လက်လေးဖြန့်ငါစောက်နေတယ် တကြီးလဲဘေးနောက်မှာကျနေတဲ့ဝက်ချက်များကိုကောက်ယူပြီးတော့ဖြန့်ထားတဲ့လက်ကိုရိုက်ချလိုက်တယ်။အမလေးတိတ်ပါပြီ။ဘာကြီးတိတ်ပါပြီ။အေးကြက်တိုက်တာမကြိုက်လို့တိုက်เสียမှရှိအောင်ခွာစာကြွေးခန့်လိုက်တာ။ထက်လို့ခြင်းသေးလား။ကြက်ဖို့လို့ခြင်းထက်ပေးမယ်။ငါ့ဘုခေါင်းကသာခပြရတယ်။တကြီးကတော့ကြက်တို့သုံးယောက်ကိုနွားဆဲသလိုဆွဲသောတော့တာပေါ့။ညာချေရောက်ပါပြီ။အခုချိန်ဆိုအိမ်ရောက်ကွပြပါ။အခန်းယူလေးတောက်ပြီးထိုင်နေမဲ့အစား ခြေထောက်တွေထိတုံးနဲ့ထည့်ထားပြီးတော့မြေကြီးပေါ်ထန်နေရတဲ့အဖြစ်ပေါ့။တန်ကြောင့်မင်းဘာလို့ငါ့ကိုဆွဲထည့်တာလဲ။ကိုမေကိုခံပေါ့ကွာ။ကျုပ်ဒေါသတကြီးအပြုံးတန်ကြောင့်ကမျက်နှာငယ်လေးနဲ့ပြန်ပြောပုံကငါတို့နှစ်ယောက်ထဲပြင်းလို့ပါကွာ။ကျုပ်ဒေါသတော်တော်ထွက်သွားပြီးတကောင်သားရဲ့နှစ်ဖို့ခြေထောက်နဲ့ပေါက်ချင်ပြီးသွားတယ်။ကျုပ်စိတ်ဆိုးတာကိုသိတော့တန်ကြောင့်ကကျုပ်ဘက်လှည့်ကိုမချီတော့ဘူး။တစ်ဖက်ကသာမျက်နှာလှည့်ထားတယ်။ညာရတဲ့အခါမှလည်း ကျုပ်ဘက်ကိုလှက်မအိပ်ဘူးတစ်ဖက်ကိုလှက်အိပ်တော့တယ်ဗျမနေ့ရောက်လို့စိတ်ဆိုးပြတော့မေးကြည့်တော့စိတ်ဆိုးနေတဲ့မင်းရဲ့မျက်နှာကြီးကိုမကြည့်ရလို့ပါကွာတဲ့ဒီလိုနဲ့ကျုပ်တို့တဲ့တကြီးအိမ်မှာတုံးရဲ့ညာအိပ်လိုက်ရတယ်ထမင်းစားကြည့်ဆိုရင်မိဘတွေကလာပို့ကြတာပေါ့မပူကတော့တကြီးချက်ကျွေးတယ်ကျုပ်တို့ကလည်းသူကျွေးမယ်လို့ပြောပါတယ်ကျုပ်နဲ့တန်ကြောင်မိဘတွေကအားနာလို့သူတို့ဘာသာချက်ပြီးလာပို့ကြတာဒီလိုနဲ့တုံးရက်ပြစ်ပြီးလေးရက်မြောက်တဲ့နေ့ကိုရောက်တော့ ကျုပ်တို့ထိတ်တုံးကလွတ်လာကြပြီပေါ့တကြီးကကျုပ်တို့ကိုလှုပ်ပေးနဲ့နောက်တခါဆိုကိုရဲ့ကြားလာကျုပ်တို့ကိုသတိတောင်ပေးလိုက်သေးတာဗျကျုပ်ကတော့တော့ပါပြီဘယ်ကြက်ဝဲမှမတော်တော့ဘူးလို့ဆုံးပြတ်ထားတယ်ထိတ်တုံးကခံနိုင်ရတာကအပြင်းမိုင်းကြည့်တော့တာဘာမှမဖြစ်တာထိတ်တုံးကခံနိုင်ရတာကအပြင်းမိုင်းကြည့်ရတာဘာမှမဖြစ်တာ အခခံနိုင်ရတဲ့သူကဘဲမှမသွားဘာမှမလုပ်ရနဲ့စိတ်တအားမွေးကြတာဗျ ခြေကိုခတ်တာတဲ့စိတ်ကိုခတ်ထားတာလို့ပြောရင်ပုံမှန်လိမ့်မယ်။ကျတို့သုံးယောက်ရွာတဲ့ငူတူတူလမ်းလျှောက်လာခဲ့တယ်။ငါတို့ဘယ်သွားကြမလို့လဲကွာ။မင်းကဘယ်သွားနေလို့လဲ။အခုမှလွတ်လာတာအိမ်ရင်ပြတ်မှာပေါ့။ငါတော့အိတ်တဲမပြတ်သေးဘူး။ထိုင်ရလေဝင်တောက်လာအောင်မယ်။မင်းတို့သွားကြသွားတော့ငါမလိုက်တော့ဘူး။နောက်ထပ်ကိုရဲဆိုရင်ငါအောက်ပိုင်းတိတ်သွားလိမ့်မယ်။အခုတော့ခြေထောက်တရားထုံထုံကြီးဖြစ်နေတာ။မင်းကလည်း အဲ့ဒါကြက်တိုက်လို့ဖြစ်တာကွာအခုကကြက်မတက်ဘူးလေထိုင်းရပဲအေးအေးဆေးဆေးတောက်မှလေဘာမှမဖြစ်ဘူးမင်းတို့တောက်မယ်ဆိုငါတကားခတ်မယ်တန်ကြောင်စကားကိုကြားတော့ငပုခဏစဉ်းစားလိုက်တယ်မင်းပြောတာလည်းဟုတ်တုတ်တုတ်ပဲငါတို့ကကြက်တိုက်တာမှမဟုတ်တာ ထိုင်းရလေတောက်တာပဲဟုတ်ဘာမှမဖြစ်တော့ပါဘူးသူတို့နှစ်ယောက်ကအတိုင်ဖောက်ညီလာတော့ကျုပ်လည်းတောက်ချင်လာတာပေါ့ဒါဆိုလဲမြင်မြန်တောက်ပြီးမြင်မြန်ပြန်ကြတာပေါ့ တော်ကြအင်းရသည့်အခြေအနေမကောင်းကွအေးကွာဒါဆိုလဲရွာအနောက်လမ်းကတဆင့်သွားကြတာပေါ့ကျလိုနဲ့ကျုပ်တို့တော့အူကုတ်ချောင်းချောင်းနဲ့ထန်းတဲကိုရောက်လာခဲ့ကြတယ်ကိုဖိုးတော်ထန်းရဲ့တုံးမြူချပြအမြင်ရတော့ရှိရချတန်ချောင်းစကားကိုကြားတော့ဖိုးတော်ကထန်းတုံးမြူကိုဆွဲလာတယ်အခုမှတက်ထားတာမှုလို့လားတော့မသိဘူးထန်းရဲ့အနက်လေးကတင်းနေတာပေါ့အမြင်ရတော့ညာကပြစ်ထားတဲ့ကြွက်ကြော်နဲ့ပေါ့ မင်းတို့တွေအခုနေ့တွေမှာလွတ်လာတာမဟုတ်လားအစိုးရရှိသေးတယ်အိမ်ကိုရောပြန်ပြီးပြီလားမပြန်ရသေးပါဘူးဗျာမနေ့စောစောခမရအောင်လာအပ်ပေးတာမင်းတို့ကောင်းတယ်တခိကောင်းတယ်အိမ်ကိုတော့အရင်မပြန်ကြဘူးကိုဘိုးတော်ပြောပြီးထွက်သွားတယ်ဗျကွန်တရာလာဝါပြီးတဲ့အခါမှာတော့ဆိုင်ထဲကိုလူတယောက်ဝင်လာတယ်ဦးကြီးမောင်ထိုင်ရင်လာဝဲတာလားဦးကြီးမောင်ကကြုတ်တန်ကြားမှာကြုတ်တို့ကိုမြင်တယ်ပြီးတော့တအံ့တော်နဲ့ မင်းတို့တကြီးမှာထိတ်တော့အခက်ခံထားရတယ်ဆို။အခုနေပဲလွတ်လာတာလေဗျ။အဲ့ဒါလွတ်လွတ်ချင်းကိုပိုးတော်ဆိုင်ကိုလာပြီးအားပေးတာဗျ။ဒါဆိုမင်းတို့အိမ်မပြန်ရသေးဘူးပေါ့။ဟုတ်လား။ဦးကြီးမောင်ရဲ့အမျိုးကိုကျွတ်တော့တုံးရောက်ဗျိုင်းတို့ခေါင်းကြီးပြလိုက်တယ်။ကျွတ်တော့ကြည့်ပြီးဦးကြီးမောင်မျက်နှာကွက်ကနေပြက်သွားတယ်။ပြီးတော့ထိုင်ရိတ်တလုံးမှပြီးသူ့ဘေးလွယ်အိတ်ထဲထည့်လိုက်တယ်။ကျွတ်တော့ဝမ်းရှိမှရက်ပြီးကျွတ်တော့ကိုကြည့်တယ်။ပြီးတော့မှမင်းတို့ဝူးနေကြပြီလား။ မမူးမအောင်ဦးချင်းမောင်ရဲ့ခုနောက်မှတောက်ကြတာပါဘာဖြစ်လို့လဲအေးကွာငန့်သွားလေးတကောင်လှော့သွားလို့သွားရှာပြစမ်းမအောင်ဘယ်မှာပြောက်သွားတာလဲဦးချင်းမောင်ရဲ့အရန်ဝဝေးတော့မဟုတ်ပါဘူးကွာဟိုနာရိုးပြက်တွေနဲ့ခြုံနှောင်းမှာပြောက်သွားတာရှာလို့တည့်ရင်ဆဲခဲ့ကြအောင်ဦးချင်းမောင်ခိုင်းတော့ကျုပ်တို့ကလည်းမနေတော့ဘောကျုပ်နဲ့တန်ချောင်းထိုင်နေရကနေထပ်ပြီးဦးချင်းမောင်ညှို့ပြတဲ့နေရာကိုသွားလိုက်တယ်ငပူကလည်းကျုပ်တို့နဲ့ပါလာတယ် တယောက်တည်းမတော့ချင်လို့တဲ့ကျွတ်တော့ငောင်းမင်းလောက်ပဲရှားရတယ်။ဦးကြီးမောင်ရဲ့နှွားလေးကိုတွေ့တယ်ဗျ။နှွားကမျက်နှာတွေရှိတဲ့ခြုံကြီးအနောက်ကိုရောက်နေရတဲ့ဦးကြီးမောင်မမြင်မိရဖြစ်မယ်ဗျ။ကျုပ်ကနှွားလေးကိုဆွဲပြီးပြန်လာခဲ့တယ်။ဒီမှာတွေ့ပြီဦးကြီးမောင်။ဒီကောင်ကမျက်နှာတွေမြင်ပြီးတော့မှခြုံနောက်ကိုရောက်နေတာဗျ။အေးအေးကျေးဇူးပါပဲကွာ။မင်းတို့လည်းတောက်ကြအောင်ငါလည်းပြန်လာအောင်မယ်။ဦးကြီးမောင်ကကျုပ်တို့ကိုပြောပြီးပြန်သွားတယ်။ ျတို့ကလည်းအများကြီးကြင်နေသေးတဲ့ထန်းရီကိုဆက်တော့ကြတာပေါ့ထန်းရီကခါသလိုပဲကွာဘာဖြစ်လို့လဲမသိဘူးအေးကွာအောက်နေရောက်လို့ခါတာဖြစ်မှာပေါ့ကွာအခါကျမ်းမာကြီးကောင်းတယ်တဲ့ဘာမှမဖြစ်ဘူးတောက်တာတောက်ငပူစကားကိုတန်ချောင်းကအကောင်ဘက်ကလှည့်ပြောပြီးတော့ဆက်တော့ကြတယ်ကျုပ်ကလည်းခါခါကြီးကိုပေးတော့တာပေါ့ဒါမဲ့ကျုပ်ကဟိုနှစ်ယောက်လောက်မတောက်နိုင်ဘူးလင်းငါးခွက်လောက်ပဲတောက်နိုင်တော့တယ်တောက်ပြီးခဏကြာတော့လူအောင်မူးလာတယ် ထိမ့်မူတဲ့ပုံစံမျိုးမဟုတ်ပဲမူးပုံကတမျိုးကြီးပြ။အုံနှစ်ယောက်ကိုကြည့်တော့လဲခေါင်းတွေကအောက်ရောက်လိုက် အပေါ်ရောက်လိုက်နဲ့ဒါတော့ထိမ့်ရခင်မချသေးဘူး။ကြုံမျိုးလုံးနဲ့ပင့်ကိုမြင်နေတားကုန်ပြီ။ဘာမှတေးချမမြင်ရတော့ဘူး။ဦးနှကောင်ကလည်းလဲကျနေရကထလာပြီးတော့ဥရွှေရိုးအယုတ်ကြီးကိုလက်သီးနဲ့ထိုးနေတယ်။ကျောက်ကမတည့်ရလိုက်တော့ချီချော့ပြီးစိတ်အိုးတဲ့ကိုခေါင်းဝင်သွားတယ်ဗျ။ဒီတော့မှပြေကူမြူနေပျောက်ပြီးတေချာမြင်ရတယ် ကျုပ်မျိုးလုံးတွေပြူးသွားလာတော့မသိဘူး။အရှိမမြင်ရတဲ့အရာကြောင့်လူကတော်တော်လေးကိုအံ့ဩသွားတယ်။ကျုပ်ရှိမှာတော့လူလောက်ရှိတဲ့ပြောင်မှုကြီးကခုံဆော့ခုံဆော့လှုပ်နေတာ။ပြောင်မှုကြီးကိုကြည့်နေတော့ဘင်းသားဒန်းတလုံးတောင်ကြီးကလည်းခုံဆော့ခုံဆော့နဲ့ရောက်လာပြန်တယ်။ပြောင်မှုကြီးကဖုတ်ပြီးသားဆိုတော့ဘိုက်ထဲဆက်လာတာနဲ့ပြောင်မှုကြီးကို ပြေးခွန်အုပ်လိုက်တယ်။ပြောင်မှုကြီးကဘေးကိုရွှေ့ရှောင်းတယ်။ကျုပ်ကလည်းပြောင်မှုကြီးကို လင်းကကလာခုန်ပန်းတယ်ဆိုပေမဲ့မရဘူးဒီတော့မှပြင်မလာပြီးမျက်စိတွေပိတ်သွားတယ်ငါကုလို့မရဘူးဒီကိစ္စမျိုးကတင်မလဲရွာကဆရာပလူယုကူမှပြောင်းပါကွာဆရာပလူယုကတေချာကုနိုင်တာလားကြီးကုနိုင်တယ်သူတို့ပလူယုစီကိုသာခေါ်သွားကြုံလာတဲ့ဦးကြီးမအတန်းနဲ့အမေတန်ကိုကြားတယ်မျက်စိတွေကဖွင့်လို့မရအောင်ခန္ဓာကိုယ်ကတည်ရွေ့ရွေ့လှုပ်နေတာကိုခံစားရတယ် ဒါပေမဲ့ဘလို့ဖြစ်လို့လှုပ်နေလဲတော့မသိဘူး။ကြောက်ခန္ဓာကိုလှုပ်ရှားနေရကနေရက်သွားတယ်။ဆရာကြီးသူတို့တွေကိုကြည့်ပေးပါအောင်အပမိနေကြတယ်။ဆရာသိတယ်ဘာမှမပူနဲ့ချိန်တော်ကြီးနဲ့ထုတ်ပေးမယ်။အတန်တွေကိုပဲကြားရပြီးတော့မျက်စိရဖွင့်မရသေးဘူး။ကြောက်ကြောပေါ်လုံးလုံးရတကူအားနဲ့ကြလာတယ်။ဘင်းဆိုတဲ့အတန်ကြီးပြက်တင်ထက်သွားတယ်ဗျ။ကြောက်ကတော့တုတ်တုတ်မှမလှုပ်ဘူး။နောက်တဲ့တပြန်းပြန်းအတန်တွေနဲ့အတူ ကျုပ်ကျောပေါ်လုံလုံရကကြိတ်ဖက်များစွာကြောက်ရောက်လာခဲ့တယ်။ဘာရောမသိဘူး။စိတ်ထင်တော့လုံလုံရကြီးနဲ့ကြောနဲ့ထိတာအခါ20လောက်ရှိမယ်ထင်တယ်။နောက်တော့ကျုပ်မျက်စိတွေပိတ်သွားတယ်။အချိန်ဘယ်လောက်ကြာတယ်လဲမသိ။အခုမှမျက်စိတွေပြန်ပွင့်လာတယ်လေ။ကျုပ်ပထမဆုံးမြင်ရတာကအိမ်ကောင်မိုးကြီးကိုဗျ။ဒီတော့မှကျုပ်ပလက်လက်အိမ်နေတာကိုသတိထားမိပြီးငုတ်တုတ်ထထလိုက်တယ်။အမလေးသိပါပြီဗျ။ ငုတ်တုတ်ထထလိုက်တဲ့အချိန်ကြောတစ်ခုလုံးမီးစားနဲ့ထိုးသလိုပို့ပြီးတော့အသားတွေကလည်းကျိတ်ဆက်ခြင်းကိုခံစားလိုက်ရတယ်။ဖြည်းဖြည်းလေးလှုပ်မိနောက်မှအသားတွေတစ်စစ်စစ်နဲ့နားလာတယ်ဗျ။အမေကောင်းကောင်းမထိုင်နိုင်တော့ပက်လန်ပြန်လဲပြီးတော့အမေကိုအော်ခေါ်လိုက်တယ်။ဟင်။ဒါလေးတရေရပြီလား။အမေကြောက်စီအမြန်ပြေးလာတန်ကြားရပြီ။အမေမျက်နှာကိုမြင်ရတယ်။တာဘာဖြစ်လာတာလဲ။တာရဲ့ မင်းပြောကမင်းလို့ဆရာပြလို့ယူကမင်းကိုပြောကထုတ်ပေးထားတာလဲပြီးအနားယူပါဦးတတတော်မှာထပ်ဖို့ကွယ်တကောလို့အထင်မခံနိုင်လောက်အောင်နားလိုက်တာအမေရဲ့ဘလို့တွေများကုထားတာလဲဤဒီအကြောင်းတွေကိုနောက်မှ အမေပြောပြပါမယ်အခုတော့အနားယူလာအောင်နော်အမေကကြုတ်ကိုအတင်းအနားယူခိုင်းနေကြုတ်လည်းတကောလုံးနားကျင်နေတော့မလောက်ရဲဘူးနားလုံးလုံးအဲ့လိုတောင်မပြောတော့ဘူးအခုမှကြုတ်ရဲ့အဖြစ်က လေနဲ့ဖြစ်နေတဲ့သူလို့အိပ်ရတဲ့လှဲနေရတော့တယ်ဗျ။ကျောအိပ်ရတဲ့၃ရက်လောက်လှဲလိုက်ရတယ်။ဒါတော့အမေကမပြောသေးမဲ့တွေနဲ့နှဲပေးလို့ပေါ့။မဟုတ်ရင်၅ရက်လောက်လှဲနေရပါ။တန်ချောင်းတဲ့ကပူကတော့ကျုပ်မနှုတ်ခင်ကလေးကသူ့ရဲ့အုတ်ထင်းသူတွေလာခေါ်သွားကြတယ်တဲ့။ကျုပ်တို့ဒီလိုဖြစ်တဲ့အဓိကတရားခံတယောက်ရှိတယ်ဗျ။ခမရတို့တိလောက်မှာပါ။တခြားသူမဟုတ်ဘူး။ဦးကြီးမောင်မဦးကြီးမောင်စစ်စစ်ထိတ်တုံးကလွတ်တာတော့မှအဲ့အရင်မပြတ်မဲ့ ထိုင်းရင်ဆိုင်ရောက်နေလို့ဆိုပြီးတော့အမြင်ကပုံမှန်နဲ့ကျုပ်တို့ကိုနှွားရှာခိုင်းပြီးကျုပ်တို့တော့မဲ့ထိုင်းရင်ခွက်တဲ့ဗရိုင်းသီးကိုထုထောင်ပြီးထည့်သွားတာလေပယောကမိရာကလည်းဘာမှမဟုတ်ဘူးဗရိုင်းသီးဆိုတဲ့အသီးရဲ့အဆွမ်းပဲဗရိုင်းသီးကစားမိတည့်ရဲ့ယူတတ်တယ်အဲ့ဒီဗရိုင်းသီးကိုမှကျုပ်တို့ထိုင်းရင်ထဲထည့်ပြလိုက်တာဆိုတော့ကျုပ်တို့တည့်ရဲ့ယူကြတာပေါ့ဒါအမျိုးတို့ကပယောကထင်ပြီးသူ့စီကိုလာပြတယ်ဒါကသူကအရိုက်ကျမ်းပါတယ်ဆိုတော့ တင့်မလဲရဆရာပလူယိုးစီကိုလှဲပေးလိုက်တာဆိုတော့စဉ်းစားတာကြိတ်ကြပြီးတော့ဆရာပလူယိုးဆိုတာကလည်းဘာဖြစ်ဖြစ်ချိန်နဲ့ပဲဆွဲတာဒါကြောင့်ကျုပ်အိတ်ရတဲ့၃ရက်လှဲလိုက်ရတာပေါ့အင်းကျုပ်တက်တက်လုံးလဲထိုင်းရင်ဆက်သားဖို့နေနေတာတာအတန်ကြားယုံတဲ့လက်နဲ့အထီဖြစ်သွားခဲ့တယ်ဒီအဖြစ်ကိုတီးသွားတဲ့တကြီးဆိုတာကတော့ခွတ်ထုတ်ခွန့်လန်ရှိပါလိမ့်ရောမပူလို့လေအခုတော့ကြက်ဝမ်းတွေထဲရဲ့ဝမ်းတွေမှမတွေ့ရတော့ဘူးသူ့ကိုတွေ့ချင်သွားမှတခုတည်းပဲ အဲ့ဒါတော့ညောင်လာရွာဖုန်ကြီးကြောက်မှာပဲဗျပရိသတ်များရှေ့ဦးကြီးမောင်နဲ့ဗရိုင်းတီဇလန်းလေးကတော့ဒီလောက်ပါပဲနော်နားစင်အားဖိတ်ခဲ့ကြတဲ့ပရိသတ်တွေတူဦးကြီးစီကိုကျေးဇူးထူးပဲတည်ရှိသလားစာရေးသူရေဝင်းထုံးကိုလည်းကျေးဇူးထူးပဲတည်ရှိပါတယ်ရှေ့ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစင်ထာဝရပတ်ဆိုင်နိုင်ကြပါစေရှင်